ူထက်တောင်ပိုပြီးဆရာကြနေတယ်ဘာလော့တယ်လီအကြောင်းကိုပြောပြဘူးတယ်ဇလာတန်အီဘရာဟီမိုဘေနာမည်ကျော်အီတလီတိုက်စစ်မှုဘာလော့တယ်လီဟာနာမည်ဆိုးနဲ့ကြော်ကြားပါတယ်ဘောလုံးပရိသတ်တွေတော်တော်များများကလည်းဘာလော့တယ်လီဆိုတဲ့နာမည်ကြားလိုက်ရင်ကိုဘောလုံးလောကရဲ့ခက်ပစ်ပီခက်ဆူဆူနာမည်ကျော်ဘောလုံးသမားတယောက်ဖြစ်သတ်မှတ်ထားကြတာပါဒါပေမဲ့ဘာလော့တယ်ဒီဆိုတာကတခြားဘောလုံးသမားတွေလိုထောင်ချအချုပ်ထဲရောက်နိုင်လောက်တဲ့အမျိုးသမီးတွေကိုအားမကျင်တာတောက်စားမှုယူတာမျိုးတော့မဟုတ်ပါဘူး ဘာလော့တယ်လီဆိုပုံကကွင်းထဲမှာကစားသမားတွေနဲ့ရန်ဖြစ်တာဘောလုံးဒီပြားတွေရဲ့စကားကိုကလန်ကဆန်လောက်တာအသင်းပေါ်တွေနဲ့မတည်တာမီဒီယာတွေမှာဘူးကလန်ပြောတာမျိုးပါတကယ်ဆိုရင်ဘာလော့တယ်လီကမက်ဆီနဲ့တခြားနာမည်ကြီးဘောလုံးသမားတွေရာဘူးတဲ့ဥရောပအကောင်ဆုံးလူငယ်ကစားသမားဂူရန်ဘွိုင်းစုကိုလည်းရခဲ့ပူပါတယ်ဒါပေမဲ့လေသူရဲ့ပေပေတေတေသွတ်ထိုးစရိုက်ကြောက်ပဲသူရဲ့နာမည်ကျော်ကြားမှုဘောလုံးပါရမီဆိုရင်ကတာရှည်မခံလိုက်ပါဘူး။ဘာလော့တယ်လီရဲ့ဂလန်ကဆန်စရိုက်ကြတဲ့တံကိုမန်စီးတီးကိုကင်တွယ်ခဲ့ပူတဲ့အီတလီလူမျိုးနီးပြားရောဘတ်တိုမန်ချီနီနဲ့ နမဲကြီးနီးပြမော်ရီညိုတို့ကအစိုးဆုံးခန်းစားခဲ့ရပူပါတယ်။ဒါပေမဲ့လည်းစောနာကပြောခဲ့သလိုပါပဲဘာလော့တယ်လီဆိုတာကလူမိုက်တယောက်လိုလုံးဝမဟုတ်ပဲခလေးဆိုးဆိုတာမျိုးဖြစ်ပြီးအတွင်းစိတ်ရင်တော့ကောင်းရှာပါတယ်။တခါတော့ကဆိုဘာလော့တယ်လီကလာစာမရတဲ့အင်တာမီလန်အသင်းသားတွေကိုကယ်တင်ခဲ့တဲ့အကြောင်းကိုနမဲကြီးတိုက်စင်မှုဆလာဒန်အီဘရာဟီမိုဗစ်ကအခုလိုဖွင့်ပြောလာခဲ့တာပါ။ကျွန်တော်အင်တာမီလန်အသင်းမှာကစားခဲ့စဉ်ကအစည်းအကမ်းတစ်ခုရှိခဲ့တယ်။အဲ့ဒါကတော့အင်တာမီလန်အသင်းသားနှစ်ပွဲဆက်ရှုံးမယ်ဆိုရင်ကစားသမားတွေကိုလာစာမပေးတာပါပဲ။ လားစာလုံးဝမပေးတာတော့မဟုတ်ပါဘူးကျွန်တော်တို့နိုင်ပွဲပြန်ရတော့မှပြန်ပြီးပေါင်းပေးတာမျိုးပါကစားသမားတွေစူးစမ်းကျင်စိရှိအောင်ပေါ့ဒီစီကံကိုအင်တာမီလန်အသင်းမှလာကစားတဲ့သူတိုင်းနာခံရပါတယ်ဒါပေမဲ့အဲဒီဥပဒေကဘာလော့တယ်လီနဲ့ကြာမှပြတ်တော့တာပဲအင်တာမီလန်အသင်းဟာပြည်တွင်းရှုံးထွက်ဖလားပွဲမှာတပွဲရှုံးနေပြီးတော့၃ရက်မကြာဘူးစီးရီးယားမှာတစ်ခါထပ်ရှုံးပြန်ရောကျွန်တော်တို့အားလုံးလည်းဒီပတ်တော့လားစာမရတော့ဘူးဆိုပြီးစိတ်ညစ်နေကြတာပေါ့အဲဒီချိန်လေးချိန်ရေးကွင်းမှာဘာလော့တယ်လီဆိုတဲ့ကောင်ကပါပြောင်းနေတာပါ မော်ရီညိုကအဲ့ဒီအချိန်မှာအင်တာမီလန်နီးပြလေမော်ရီညိုလည်းဘာလို့တယ်လီလေးကျင်ရင်ခွင့်မလာလို့ခေါင်းမိတောင်းနေပြီဖုံးဆက်တော့လဲဆက်မရပါဘူးနိုင်ဝက်လောက်ကြတော့အင်တာမီလန်အသင်းဥက္ကဋ္ဌဒေါနဲ့မော်နဲ့ရောက်ချလာရောသူနောက်မှာဘာလို့တယ်လီလဲပါလာပါတယ်အင်တာမီလန်အသင်းဥက္ကဋ္ဌကဒေါသထွန့်မျက်နှာကြီးနီးရဲပြီးကျွန်တော်တို့ကိုမိပါတယ်ဘာလို့တယ်လီကိုလက်ညှိုးထိုးပြီးဒီကောင်အီတလီစကားနားမလဲဘူးလားတဲ့ကျွန်တော်တို့ကသူနားလဲပါတယ်ဆိုတော့အသင်းဥက္ကဋ္ဌကမင်းတို့ကဘာလို့တယ်လီအီတလီစကားနားလဲတယ်လို့သာပြောတယ်ဒီကောင်မနဲ့အစောကြီးကလေးကငါရုံးခန်းရောက်ပြီးလာစာတကြီးကြီးလာတောင်းနေတာကွာ ငါကအတင်းစီကန်အရာနှစ်ပွဲရှုံရင်ကစားသမားတွေကိုလားစာမပေးဘူးလို့ပြောတော့သူကခမားပါတာနှစ်ပွဲရှုံမကပွဲတရာရှုံလဲခယူမဆိုင်ဘူးသူလားစာကိုပဲပေးလို့လာတောင်းနေတယ်ကွာမင်းတို့နားလေအောင်ရှင်းပြလိုက်ကြအောင်လို့ကျွန်တော်တို့ကိုစစ်ကူလာတောင်းတာပေါ့အဲ့ဒီမှာဘာလို့တယ်လီကဝင်ပြောတယ်ဟေးလို့ခမားအတင်းရှုံတာကျုပ်တို့နဲ့မဆိုင်ဘူးမဆိုင်တဲ့ပြဿနာတွေလားမပြောနဲ့လားစာပဲလိုချင်တယ်မော်ရီညိုအပါဝင်ကျွန်တော်တို့ကစားသမားတွေလည်းဘာပြောရမှန်းမသိတော့အတန်တိတ်နေကြတာပေါ့ �အဲ့ဒီချိန်ကြာမှာအင်တာဥက္ကဋ္ဌကြီးကလည်းစိတ်ပြက်လက်ပြက်လေတံနဲ့ကဲကွာငါမင်းတို့အားလုံးကိုလာစားပေးမယ်ဆိုပြီးပြောလိုက်တာပဲအဲ့ဒီတော့မှအကုန်လုံးကဟေကနေဝိုင်းပြော်ကြတော့တာပြောဆိုလာစားရတော့မှကိုအဲ့ဒီနေ့ကစပြီးပွဲထဲမှာဘာလို့တယ်လီဂိုးမများသွင်းနိုင်အောင်သူတို့အကုန်လုံးကစုပြုံပြီးဘောလုံးပေးကြတော့တာပဲသူကတသိန်းလုံးလာစားရအောင်လုပ်ပေးတဲ့သူရဲကောင်းကြီးလေးလို့အီဘရာဟီမိုဗစ်ကဘာလို့တယ်လီချောင်းလာစားရခဲ့တာကိုအမှတ်တရပြောပြခဲ့တာဖြစ်ပါတယ်ညီပြမော်ရီညိုကတော့ဘာလို့တယ်လီဆိုတဲ့ကောင်းချောင်းကျွန်တော်နှလုံးရောဂါရမလို့ဖြစ်ခဲ့ရတယ် သူကြောင့်လဲဘောလုံးလောကကအနာယူဖို့စဉ်းစားခဲ့ရဘူးတယ်။တခါတော့ကလည်းသူကိုရုံးကန်နဲ့လာဖို့ခေါ်တာကိုတင်းက Formula 1ကားမောင်းပြိုင်ပွဲသွားကြည့်တယ်လေ။ကျွန်တော်ကမင်းကားကိုမလေးစားတာလားဆိုတော့ဆရာရုံးကန်ကအမြဲရှိတယ်။ Formula 1ကတနေ့တစ်ခါပဲကြည်ရတာလေ။ Valtteri ဆိုတဲ့ကောင်ကအဲ့လိုလူမျိုးလို့ပြောပူတာလည်းဖြစ်ပါတယ်။